前たちとは違う。အားလုံးမင်္ဂလာပါသူတစ္ဆကန်စန်ဂျူရီဂိမ်းမားစ်ကနေပြန်လဲကြိုဆိုလိုက်ပါရယ်ကျွန်တော်ဒီနေ့စုယိုရဲ့နောက်သူ collaboration skin ဖြစ်တဲ့ Sasuke Uchiha ကိုဝတ်သိမ်းမော်သိမ်း review တောင်းဖြစ်ပါရယ်အဲ့တော့စလိုက်ရအောင်ဗျ intro animation Sasuke Uchiha ကနောက်သူ Uzumaki လိုမျိုး anime sense တစ်ခုတည်းကို reference ယူတာမဟုတ်ပဲ sense 3-4ခုလောက်ကိုကြည့်ကောင်းအောင်ပေါင်းသုံးပေးတာဖြစ်တဲ့ ဆက်စပ်ရင်ဆာစကီရဲ့မျက်လုံးမှာရှာရင်ကန်ပွင့်နေရာကနေမန်ဂေဂီယောရှာရင်ကန်အဖြစ်ပြောင်းသွားတော့တွေ့ရမယ်။အဲ့အပိုင်းလေးကဒီစင်းတစ်ခုကနေယူသုံးထားတာပါ။အဲ့နောက်မန်ဂေဂီယောရှာရင်ကန်ပွင့်သွားတဲ့ဒီပိုင်းနဲ့ဆူဆာနိုဖောင်ကြီးပေါ်ထွက်လာမယ်။ဒါကလည်းဒီစင်းကနေ reference ယူလာဖြစ်နိုင်ပါရဲ့။အဲ့နောက်ဆူဆာနိုကာကုဆူချီတက်ကနစ်ဖြစ်တဲ့ဘူကနဲ့ arrow တုံးပြီးပြလိုက်မှာပါ။ပောက်ကွဲမှုကြီးနဲ့ animation ကိုအဆုံးသတ်ထားပြီး background ကတော့ now to club skin တွေအားလုံးရဲ့ hidden village ကိုပဲတုံးထားပါရဲ့။ နောက်သူလိုမျိုးပဲ random option ကိုတေချာလေးလုပ်ပေးတာရယ်သူကတော့စူဆန်နိုဖောင်ကြီးထုတ်သုံးလိုက်မှာပါအဲ့ဒီပြင်နောက်သူ theme music နဲ့ skill icon အသေးသေးလေးပါဝင်လာပါရယ် in case တိုင်းမှာတော့စုယိုကို soft skill ဦးကြီးအားပြင်မြင်တွေ့ရမှာမို့အရင်ဆုံး character အသစ်ကရသလိုခံစားရစီမယ်နောက်သူ shippuden ထဲကအတိုင်းခုဆန်နကီ sword နဲ့ shinobi costume လေးစင်လာရယ် random action တစ်ခုပါမယ် record action ကိုနောက်သူလို့တော့တိတ်သဘောမကျမိဘူးဒါပေမဲ့ free ရတဲ့ custom action လေးရတော့မစိုးပြောမယ်ဗျစူဆောင်းတို့ found ရဲ့ in game style ကတော့တည့်ရတဲ့အတိုင်း major changes ပါပဲပုံမှန်စုယိုမှာဆို immortal new ရဲ့ legend တစ်ဖက်သာထွက်လာခဲ့ရကနေစူဆောင်းတို့အကောင်လိုက်ကြီးပြောင်းသွားတာကြောင့်နောက်သူကြည့်ရတဲ့လူတွေရောမကြည့်ရတဲ့လူတွေပါတမျိုးဆန်းတဲ့ပါလိမ့်မယ်သူကင်ထားတဲ့ weapon တွေကတော့ bow and arrow လေးနဲ့များဖြစ်ပါတယ်စူဆောင်းတို့ found ရင်းနဲ့လမ်းလျှောက်ရတဲ့စတိုင်ကတော်တော်လေးမိုက်တယ်ပြောရမယ် တခုမကြိုက်တာကတော့ random action record action တို့မှာစူဆာနိုကအငိမ့်တိုင်းရက်နေရပါပဲ basic attack မှာကခဲရောင်သုံးတာပြီးလျှက်စီး effect လေးလည်းပါမယ် enemy hidden effect မှာဆိုလျှက်စီးကပိုတိတာပါရဲ့ရိုးရိုးစုယိုမှာကဆဲရောင်ပပလေးပဲသုံးခဲ့ရဖြစ်တယ်ဆိုတော့ assassin skill မှာ color mind vibrant ဖြစ်လာတယ်လို့ lightning effect တွေလည်းပိုလာတယ်လို့ဆိုနိုင်တယ် skill တစ်ခုခုကြာကြာဖိလိုက်တဲ့မှာ Sasuke က Manga Kyo Sharingan သုံးပြီး Susanoo ကိုဖန်တီးมาဖြစ်ပါရဲ့ စူဆန်ဒိုဖောင်ရဲ့ဘေးစက်အထက်ကိုကြည့်ရရင်ခန်းနဲ့ရောင်အငွေလေးတွေပြောင်းရမယ်။လျှက်စီးအဖက်သူရဲ့ထိတ်မှစူးကျွန်တခန်းလေးပါလာတွေ့ရရဲ့။ဆာစကစ်ဖောင်နဲ့နည်းနည်းကွဲအောင်လုပ်ထားရဲ့မစူး။အနီမိုရိုက်တဲ့အခါမှာဆို splash effect တွေကိုထင်ရှားတွေ့ရမှာပါ။ scale 1 blaze search ဒီမှာဆာစကစ်ကအမေနော်တဲကြီးကလာတက်နစ်ကိုထိုးတော့မှာဖြစ်ပါရဲ့။အရှင်ဆုံးအပြာရောင်ရှင်ရင်ခန်းလေးကိုပြစ်လိုက်မယ်။အဲ့နောက်ဆာစကေကိုပျောက်သွားပြီးရှင်ရင်ခန်းကျတဲ့နေရာမှာဆာစကေပြန်ပေါ်လာမှာပါ။ ဒါကလူပစ္စည်းတွေနဲ့နေရာချင်းချိန်လို့ရတဲ့ subscale ရဲ့ brain နဲ့ gan ဒိုချစ်စုကိုကိုစားပြုတာဖြစ်တယ်။ကိုပြောက်သွားတဲ့နေရာမှာရော ပြန်ပေါ်လာတဲ့နေရာရောမှာ smoke effect တွေပေါ်လာမယ်။ shrunk ရဲ့နောက်မှာပြောင်း tree effect တွေပါပြီးအဆုံးသတ်မှာလည်းလျှက်စီးလေးတွေနဲ့ splash effect တစ်ချက်တွေ့ရမယ်။ဒီမှာတော့အရင်စုယုံနဲ့ရှင်းရင် effect volume ပိုများလာပြီး smoke effect တွေပိုလာရဲ့နောက်ဆုံးအနေနဲ့ပြောဖို့ကြံနေတာကတော့ energy bar တန်းမှာ subscale ရဲ့ monkey kyo shining ရဲ့ symbol လေးပြောင်းသုံးထားပြရပါပဲ။ ဆောင်းအဖက်ရဓာတ်တန်လောက်ပဲပါပင်မဲ့ထူတိုင်းလို့អော်တဲ့ voice over ကိုတော့သဘောကျမိပါရဲ့အဲ့တော့ဒီ scale 1က anime နဲ့ asset တဲ့ visual design အသစ်နဲ့ small effect တို့ကြောင့် breathing အိပ်ပန်ထမ်းပေးပါရဲ့ scale 2 soul server fire release great dragon fire technique ကိုထောက်သုံးမှာဖြစ်ပါရဲ့ Sasuke ကသူ့ရဲ့ chakra တွေကိုငကားကောင်းအသွင်မီလုံးဖြစ်ပြောင်းပြီးမှုတ်ထုတ်လိုက်မှာပါ အဲ့ဒါကြောင့်ဒီမှာမီနီအောင်ငကားကောင်း facial effect ကြီးကိုတွေ့ရမယ်အခုမှစပါလာမလို့ unit ဖြစ်တယ်သူနဲ့အတူ Japanese plain effect လေးကြီးလည်းထွက်လာမယ်စုယိုရဲ့တာမန်အငွေ့လေးတွေထွက်ဆိုင်တော့တမျိုးစမ်းတင်နေပြီအဓိကငကားကောင်း visual ကိုလည်းပိုလာပါစေရ ground design ရောက်တော့ magma ground မီးကြောင်မြေပြင်ဖြစ်တွေ့ရမှာပါ enemy ကြီးရင်တော့ခင်းရောင် slash effect လေးထွက်လာပါရဲ့ကျွန်တော်အနေနဲ့ personally ဒီ skill တွေကိုသဘောကျအောင်မယ်ဘာလို့ဆိုအရောင်အရလည်းထက်နေရမျိုးမရှိပဲထင်းထွက်နေရဲ့ ယူနစ်ဖြစ်တဲ့နဂါးခေါင်းကြီးနဲ့ flame up လေးတွေကလည်းကြီးလို့မိုက်တယ်။ sound effect မှာ million အတန်ထက်တက်ကရစ်နံပါတ်ထုတ်ပြောရလို့ပူအားရမိရဲ့။အဲဒါကြောင့် rating နေနဲ့8.5ဘန်ထပ်ပြီးလိုက်ပါပဲဗျ။ခါတုံး交流化の術 Ultimate Evil Queller ခရင်ကျူးစုလို့ခေါ်တဲ့ Lightning Release Technique ကိုသုံးသုံးမှာဖြစ်ပါရဲ့။ဒါက enemy အရဆိုရင် skill 2နဲ့ဆက်ဆက်နေရလို့အောင်ပြောလို့ရရဲ့။ ူက fire release ကျူးစုကြောင့်ဖြစ်လာတဲ့မိုးချိုးတိမ်တိုက်တွေကိုမှ chakra နဲ့ထိန်းချုပ်တဲ့သဘောပါ။ Kirin ဆိုတာ Japanese mythology အရဆိုရင်နဂါးပေါင်းဥကြိုနဲ့ဒရေတထံတတ္တဝါသမျိုးလို့ပြောကြရဲ enemy ထဲမှာလည်းအနည်းဆုံးအိပ်ပုံစံတိုင်းမှာပဲ။အဲဒါကြောင့် ultimate တုံးလိုက်တဲ့အခါ Kirin တတ္တဝါကြီးထွက်လာတာကိုတွေ့ရမှာဖြစ်တယ်။ TSC effect တွေနဲ့သူ Kirin ရဲ့နောက်ကမိုးချိုးသွားလို့ tree effect အတန်းလိုက်ပါလာလဲတွေ့ရမယ်။ဒီလို visual ကြီးကလည်း great development ပဲ။ တာမန်စုယိုမှာဆိုအဖက်တောင်တိတ်ပါခဲ့ရမဟုတ်ပါဘူးဒါတွေမကသေးပဲနောက်ထပ် unit ဖြစ်နေမှာက ground effect ပါပဲခီရင်တက်တော်မပေါ်လာခင်မြေပြင်အကွဲရနဲ့ကြောက်ဆိုင်တွေအရင်ဆုံးတွေ့ရမယ်တဘောချမိတာက lava crack မီးအကွဲကြောင်းလို့ဖြစ်နေရကိုပါပဲဆိုတော့အရာအရာ scale တူးလို့ quest မနေပင်မဲ့ technically ဒီ scale တကူရမှာ visual အသစ်နှမျိုးတုံးလာရလို့ဆိုနိုင်တယ်ဒါကြောင့် rating အနေနဲ့8.5ပဲထပ်ပေးရမှာပါ sound effect ကတော့ swash slash အတန်နဲ့ first line တက်တက်ထက်3မီတာရဲ့အဲ့အစား key ring ရဲ့ဟိန်းတန်ကြီးထည့်ပြီးလိုက်ရင်တော့ပိုပိုက်သွားမယ်ထင်ပါရဲ့အခု Susanoo Fang ရဲ့ skill effect ကိုစကြည့်ပါမယ် enemy ရဲ့မျိုးလုံးနှစ်ဖက်စလုံးမှာ mangal kyo sharingan ပွင့်ဝါးရနဲ့ Susanoo Fang ထွက်ပေါ်လာမှာပါအဲ့ဒါကြောင့် skill တစ်ခုခုကိုဖိထားတဲ့အခါ mangal kyo sharingan ရဲ့ symbol လေးပေါ်လာပြီးအိတ်ဆန်မှတ်ကိုကြော်ရနဲ့ Susanoo Fang အသက်ဝင်လာပဲဖြစ်ပါတယ်တနည်းအားဖြင့် sharingan ပွင့်ဝါးရတဲ့ဘောပေါ့ ဒီ source key မှာကြံတဲ့နောက်သူ screen တွေထက်လုံးဝတာနေတဲ့ချက်တခုရှိပါတယ်။အဲ့ဒါကတော့ vignette effect နဲ့ screen effect တွေပါပဲ။စူဆောင်းနိုဖောင်ဖွင့်နိုင်အောင်ပေါ်နေမှာမို့လို့ပါ။နောက်သူ sakura ခါခါရှိအပြင်တခြား collapse skill တွေအများစုမှာ ultimate တစ်ချက်လောက်ပဲဒီ effect ကပေါ်ကြတာဖြစ်တယ်။စူဆောင်းနိုဖောင်ရဲ့ skill သုံးခုလုံးမှာထိပ်ပြီးထားတာကကျွန်တော်လို screen effect ဆိုင်တဲ့သူတွေတော့အားရစရာပဲ။ပိုတယောက်တည်းမြင်ရတယ်ဆိုပေမဲ့လို့ပေါ့နော်။တိကျပြောရရင်စကေးသုံးတဲ့အချိန်မပေါ်ပဲရှာရင်ငန်းပွင့်တဲ့အချိန်မှာတည်းက effect ကိုတွေ့ရမှာဖြစ်တယ်။ ဒီ square effect ပိုင်းမှာ subscribe ပြီးရင်ဒုတိယအကြိမ်ဆုံးကတော့စနီလာဇင်းနဲ့လို့ပြောရမှာဗျ။ Sharingan ပွင့်ဝန်းချိန်တိုင်းမှာလည်းဒူချစ်စု sound effect တွေကိုကြားရမှာပါ။ Scale 1 Play Search ဆူဆာနိုရဲ့အများကြီးနဲ့ရှေ့ကိုဝင်ရိုက်မှာဖြစ်ပါရဲ့။ဒီ enhance scale မှာတော့ motion effect တွေကိုပဲအဓိကသုံးတာရဲ့။ Sound ဆက်ဆက်ပြောင်းခြင်းမှာခင်းရောင် Japanese spring effect တွေတွေ့ရမယ်။အားစုတဲ့အချိန်ဆူဆာနိုရဲ့မြားမှာ flame effect တွေစွဲနေမယ်။တိတာရဲ့ပေါ့။ ရှစ်ကို dash လိုက်တဲ့အခါမှာကင်းရောင် tree effect နဲ့ flame effect လေးတချို့လိုက်လာမယ်။နောက်ဆုံးရိုက်လိုက်တဲ့အချိန်မှာတော့ကင်းရောင် slash effect နဲ့ burst effect ကြီးပေါ်လာတွေ့ရတယ်။အဓိကပေါ်လာတာဆိုရင်မြေပြင်ကကြောက်ဆိုင်လေးကြီးကျွတ်တက်လာပါပဲ။တခြား motion effect တွေကကြီးရတဲ့လောက် normal suit ရုပ်ထက်ရောင်ပိုနှက်ပြီး effect များသွားစေုံပဲလို့ပြောနိုင်တယ်။ဒါပေမဲ့ in game ဆိုင်ရုံမှာဆွဲထည့်ရရင်တော့စူဆန်တို့ပြောင်းသွားတာက character design ရဲ့အားသာချက်ပဲပေါ့။ သူ FLG ပဲကြည့်မယ်ဆိုရင်တော့ Visual နဲ့တာကြောင့် rating 7.5လောက်ပဲပြီးပြပါလိမ့်မယ်။ Skill 2 Soul Server ဒီမှာတော့သူ့ရဲ့ Bonan Arrow လေးများနှစ်ခုလုံးနဲ့ခုတ်ပိုင်းမှာဖြစ်ပါရဲ့။ Slash Effect တွေကိုခင်းအောင်ပုံနဲ့အောင်နဲ့ Effect Range ပုံများအောင်လုပ်ထားရဲ့။ Japanese Frame Effect လေးတွေလည်းပါမယ်။ဒီ Skill ကငိုကိုတဲ့ဒီလိုပဲမို့ရိုင်းမျောလင့်ထားလို့တော့ရမှာမဟုတ်ဘူး။ခုတ်တဲ့နေရာမှာ Motion Effect ကလှတယ်ဆိုပေမဲ့ Visual ဘိုင်းမှာတော့တခြား Skill တွေအားနည်းနေရတော့အမှန်ပဲ။ ပိုလိုက် effective ဆိုလို့အဆုံးသက်မှာမြေပြင်မှာကောက်ရလေးကြံခဲ့ရပဲတတိထားမိရဲ့အဲအကြောင်း rating အနေနဲ့တော့ server ဘိုင်ထမ်းပဲပြရမှာပါ ultimate evil caller blade release စူဇာနိုခါကုစချီတက်နီကိုထုတ်သုံးတော့မှာပါအဲ့ဒါကတော့လေးများနဲ့လမ်းပြင်မှာဖြစ်ပါရဲ့အရင်ဆုံးများထိတ်မှာ glow effect နဲ့ flame effect တွေတွေ့ရမယ် flow effect လည်းပါရပေါ့ပြစ်လိုက်တဲ့အချိန်မှာတော့များသားဆိုင်ကို enemy ထဲအတိုင်းတီးတီးတတာထည့်ပေးရရဲ့များနောက်ကနေ smoke effect နဲ့ flame effect တွေအတန်းလိုက်ပါလာမယ်ဒီမှာဆိုရင်လည်း motion effect ကိုအဓိကအားစိုက်ထားရပါပဲ။မြားချိန်နေတဲ့ effect နဲ့မြားရဲ့ tree effect တွေမှာဆိုရင်သိတာပါပဲ။နောက်ပြီးအနည်းဆုံးတော့မြားရဲ့ visual design ကိုတိကျလေးပြောင်းမိတာရဲ့ character action အရာလဲ shift scale နှစ်ခွက်ထပ်စာရင်နည်းနည်းကွဲထွက်နိုင်မယ်။ဆောင်ဖက်ရလဲရှစ်စကရင်ကွက်နဲ့မတူတာကသူ့ရဲ့ technique နာမည်ကိုထုတ်ပြောရလေပါလာပါပဲ။ဆဆနိုကာဂတ်ချစ်အဲအကြောင်းလို့ဒီနေနဲ့7.5ပိုင်တယ်ပြပါရဲ့ဗျ။ အနေချောရရင် Sasuke ဖောင်ရဲ့ skill သုံးခွက်လုံးကတော့ visual bar ရော motion bar ရောပြည့်စုံတယ် skill 2ဆိုရင် color bar ကွဲထွက်နေသေးတယ်စူဇွန်နိုဖောင်မှာဆိုရင်တော့ effect bar ကကြည့်ကောင်းအောင်တော့လှူထားပေမဲ့တိတ်အားရစရာရှိမှာမဟုတ်ဘူးဘာလို့ဆိုစူဇွန်နိုဖောင်က effect bar ဆိုတာထက် character design မှာ အားတာနေရမှုပါအဲ့ပြင် screen effect တွေပါထည့်သွင်းရင်စူဇွန်နိုဖောင်လဲ Sasuke ဖောင်လဲ ဒန်းတူဖြစ်နေမှာပါ။တဲ့အနေနဲ့ enemy တဲကတက်ကနစ်တွေအတိုင်း visual effect တွေတုံးနေတယ်။ Susanoo ရဲ့ character effect ကြီးနဲ့ vignette effect, screen effect တွေကိုသဘောကျရဆိုရင်တော့ဒီစုယို Sasuke Uchiha skin ကဝယ်ထားတဲ့ skin တစ်ခုပြီးကြောင်းပြောရင်အခုကျွန်တော်ဆက်လက်ပြီးရောကိုရဲ့ဒီလာအတွက်ထွက်ရှိတာရဲ့ June Starlight skin ကို spotlight လေးပြသွားမှာဖြစ်ပါတယ်။အဲ review မလုပ်ခင်ဒါလေးကိုရင်ကြည့်ပေးထားကြပါအောင်ဗျ။

အဆုံးထိကြည့်ပြီးအတွက်ကျေးဇူးတင်ပါတယ်။တင်းအထင်မြင်ချက်ကိုလည်းအောက်မှာရေးဝတ်နိုင်ပါတယ်။ See you guys next time.